ကဲ chasing fruits တတိတွေလိုက်စားဒီတစ်ခေါက်တော့ပွဲသိမ့်လိုက်ကြရအောင်ဟေးဟေးပွဲသိမ့်မဟေးစင်နဗယ်လာဟေးပွဲသိမ့်မနော် ပွဲသိမ့်ကြရအောင်ဒီတစ်ခေါက်ဘာလေးတွေဒီမှာ part 7ကဲအဲ့တော့ part 7ဆိုတော့ဒီကောင်နာမည်အရင်ဆုံး part 7လို့ဆရာပြောင်းလိုက်တယ်ပြီးတာနဲ့ save to your computer ဒါလို့အတော့မပြောင်းချင်လည်းရတယ်နော်ဆရာကတော့ဒီမှာ part 7လို့ပြောင်းလိုက်မယ် save လောက်လိုက်ပြီကဲ okay save ဟုတ်ပြီအဲ့ဒီတော့ဒီတစ်ခါနည်းနည်းပြင်မယ်ပြင်မယ်ဟေ့ပြင်မယ်ဟေ့ဘာကိုပြင်မှာလဲဟေ့အဲ့တော့ပန်းသီးကို သွားထားနော်ပန်းသီးပန်းသီးကိုသွားထားပန်းသီးကိုသွားထားပြီးရင်အဲ့ဒီမှာ when i start as a clone အဲ့တော့ when i start as a clone မှာ ဒီအားလေးကိုဆရာခဏပေးဖယ်ထားမယ်နော်ပေးဖယ်ထားလိုက်ပြီပေးဖယ်လိုက်ပြီโอเคအဲ့တော့သူပေးဖယ်ထားပြီအဲနည်းနည်းအကြည့်ချက်ပေးမယ်โอเคအဲ့တော့ဘာဖြစ်လို့ဒီဟာကိုတောင်းမှာတော့ကြည့်ရအောင် ဆရာတို့စီမာကအစောက very very လေးလှုပ်လိုက်တယ် game running ဟာ game running ဆိုပြီးတော့ဒါလေးတွေတုံးလိုက်တယ်เนาะအဲ့ဒီတော့ဒီကောင်တွေကိုဒီအကောင်တွေကကြောင်နဲ့ပန်းသီးနဲ့ငပြောသီးနဲ့စားမဲ့ကိစ္စက game running ဖြစ်နေမှရမှာ game over ဖြစ်ရင်မရဘူးအဲ့ဒီတော့ဆရာတို့ကဘာလို့လဲဆိုတော့ game running ဖြစ်မှဆိုတော့ if လေးတစ်ခုလို့မယ် if လေးတစ်ခုလို့မယ်เนาะ if လေးတခုလုပ်မယ်နော်ခဏလေးနော် if အဲ့တော့သူ့ကို variables တဲကိုထည့်မယ်ဆိုတော့ operator တဲကိုထည့်မယ်အဲ equal 1ဆိုတော့ဒီတော့ variables တဲဟာတော့ game running game running က1ဖြစ်တယ်ဆိုရင် game running 1ဖြစ်တယ်ဆိုရင်အဲဒီတစ်ခါဘာဒီပေါ်ခိုင်းမလဲပန်းဒီကိုပေါ်ခိုင်းမယ် ငါပြောကြည့်လေပေါ်ခိုင်းမယ်ဟုတ်ပြီအဲ့တော့ပန်းသီးကပန်းသီးတစ်ခါစားတာဘိုက်ပြည်တာ ਨੇ ငါပြောသီးအကုန်လုံးစားတာဒီငါပြောသီးသုံးလုံးလောက်စားဘိုက်ပြည်ရတယ်မတူဘူးเนาะအဲ့တော့ပန်းသီးကိုခက်များများလေးပေးမယ်ပန်းသီးစားလို့ရှိရင်အမှတ်နည်းနည်းလေးပို့ပြီးတော့အာနဲမယ်ငါပြောသီးစားရင်ပိုများမယ်ဖရဲသီးတစ်လုံးစားရင်တော့ဘိုက်အရန်ပြည့်သွားမယ်ဒီဒီအထာလေးပေါ့နော်ဒီသဘောလေးကိုသွားကြည့်အောင်ကဲအဲ့တော့အဲ့သဘောလေးသွားကြည့်မယ်ဆိုတော့တို့က ာဘယ်ထင်မှာပန်းသီးပေါမလဲဘယ်ထင်ငပြောသီးပေါမလဲဆိုတာလုတ်ဖို့အတွက်နောက် fair value တစ်ခုထပ်လုပ်ရအောင်ဟေးသူ့ random uh a n d o m random ဆိုတာအစဉ်ကြုံတယ်လို့ပေါ့နော်တစ်ကနေ6အထိအစဉ်ပြလာမယ်ဒီတစ်ခါအာ1လာခြင်းလဲလာမယ်6လာခြင်းလဲလာမယ်9လာခြင်းလဲလာမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ random number random number generator random number generator number ကတော့တည်ထားပြီ generate ဆိုတာ generate ဆိုတာထုတ်တယ် generator လို့ပြောလို့ရှိရင်မီးဆက်ပေါ့နော်မီးလျှက်စစ်မီးထုတ်ပေးတဲ့ကော generator သို့မဟုတ်ထုတ်လုပ်ပေးတဲ့အရာဒါဆို random number ထုတ်ပေးတဲ့အရာအဲအဲ့တော့ဒီလို variable တွေကိုဟိုဟိုပါပေါ့နော်ဒီနားလေလွယ်အောင်နာမည်လေးပေးဖို့လိုအပ်မယ်နော်တအားလို့သမီးတို့ okay okay ဟုတ်ပြီအဲ့တော့ okay နေလိုက်မယ်ပြီးရင် set နော် set random number generator ကို random number generator ကိုဆရာတို့ဟိုလောက်မယ်နော်အဲ့တော့ random number generator ကိုဘယ်လောက်ဘယ်လို0လာမဟုတ်ဘူး random number generator ဆိုဒီမှာဒီကောင်ဒီအောက်ကဒီမှာ pick random ရှိရမလားဒီကောင်မလို့နော်ဒီကောင် duplicate လုပ်လိုက်မရရင်ဟိုတရားနေယူလိုက်နော် pick random ကို1ကနေပြီးတော့10အထိ10အထိပေါ့အဲ10အထိတိကျ10အထိရှိမယ် not တက်ကနေ30တရှိမယ်ဒါလေးကလိုသေးရနော်မဖြတ်ပလိုက်နဲ့တော့ဒီအောက်ကိုထားထားအောင်နော်အဲ့တော့တက်ကနေ30အတွင်းအဲ game money ဆိုတက်ကနေ30အတွင်းကြာမယ်ပေါ့ဟုတ်ပြီအဲ့တော့အဲ့ပန်းသီးစားလို့ရှိရင်အမှတ်ကိုနည်းနည်းပဲတိုးမယ်နော်ပန်းသီးစားလို့ရှိရင်အမှတ်ကိုနည်းနည်းပဲတိုးမယ်ငပြောသီးစားရင်အမှတ်ကိုတော်တော်များတိုးမယ်စားသဖြင့်ဒါမျိုးလေးလောက်ကြမယ်ပေါ့နော်အဲ့တော့အဲ့အဲ့ဒါသွားမှာပေါ့အဲ့တော့ပန်းသီးကိုဆရာတို့ကအကျိတ်များများလေးပေးလိုက်ရအောင်နော်ပန်းသီးကိုအကျိတ်များများလေးပေးမယ်အဲ့တော့ နောက်ထပ် a flip တစ်ခုထပ်လုပ်ရဲကွာ a flip တစ်ခုထပ်ထပ်ပေးပါဦးဒါလို့သမီးတို့ရေ a flip တစ်ခုထပ်ထည့်အောင်ဒီအောက်မှာเนาะဒီအောက်မှာထပ်မယ်เนาะအဲ့တော့ set ရအောက်မှာထပ်မယ် okay เนาะအဲ့လောက်ထည့်လိုက်ပြီထည့်လိုက်ပြီဗျာအာဒါ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  okay ထည့်လိုက်ပြီအဲ့တော့ if random number generator oops oops sorry variables ပဲ copy ကုလိုက်ပါမယ်မဟုတ်ရင်ဒါဖြုတ်ထားเนาะဒီကောင်ကဘာဖြစ်ရင်ပေါ့เนาะကျတော့ဒီကောင်ဒီဟာလေးအစိမ်းလေး copy ကုချင်တာအာဒါလေး copy ကုမယ် oops ဒီထဲကိုထည့် random number generator ကိုထည့်အမ် Okay, equal မဟုတ်ဘူးကွာ sorry ဆရာမှားသွားတယ်ကဲမဟုတ်ရဘူးဒီကောင်ဖြုတ်အောင် lesson ဖြစ်အောင် less than random number generator က random number generator ကိုဘယ်ကနေပဲဖြစ်နေတိကိုင်10အတွင်းမှာရှိနေပြီအဲ့တော့သူ့ကိုများများလေးပို့သွားရအောင်အာ10ချိန်မှာ9ချိန်ပေးလိုက်မယ်အဲ့တော့ less than 7ဆိုတော့1ကနေ70ကို apple ကို ပေးခြင်းနဲ့ဆိုရင်7 less than 7ဆိုရင် less than ဆိုတာနည်းတယ်ဆိုတာ7နဲ့နည်းတာက6ဖြစ်နေတယ်အဲ့တော့ဆရာတို့က70လို့ခြင်း less than 8လောက်မှရမယ် โอเคเนาะအဲ့ဒါဆိုရင် lesson 8ဆိုရင်တစ်ကနေခွန်ထိလို့ပြောတာ random number က1ကနေ7ကြာလို့ရှိရင်ပြောချင်တာ10ချိန်မှာ9ချိန်ဆိုရင်တို့ကဘာလုပ်ပေးမလဲဆိုတော့ကပန်တီးပေးမယ် strawberry ခဏထားเนาะ strawberry ကသားတို့မီတို့အိမ်စားဟာအိမ်မှာကိုယ့်ဘာကိုလေ့ကျင့်အောင်အဲလဲဟုတ်ပြီဒါရပြီเนาะโอเคကဲအဲ့တော့အဲ့ဒီတိုင်းပဲ နောက်ထပ်ဒီတစ်ခါပန်းသီးပြီးလို့ရှိရင်ဘာထပ်လုပ်ဖို့လို့လဲပန်းသီးပြီးရင်ဒီတစ်ခါအာဘာလုပ်ဖို့လို့လဲငပြောသီးပြရအောင်ငပြောသီးပြရငပြောသီးကိုကြာတော့7နဲ့9 7နဲ့8 sorry 8နဲ့9 8နဲ့9လို့မယ်အဲ့တော့8 9ဆိုတော့ operator တွေကိုကြည့်အောင် operator တွေက ဒီမှာအဲ့တော့သူ့ကိုဆရာတို့ကဒီလိုလေးသွားလိုက်မယ် lesson random random number generator ကိုပဲယူမယ်အဲ့တော့ random number generator က lesson အာ lesson ဘာဖြစ်တော့ lesson 10ဆိုလို့ရှိရင်9ဖြစ်သွားပြီ။ Okay နော် lesson 10ဆို9ဖြစ်သွားတယ်။ဒါပေမဲ့သူက lesson 10ဆို9ဆိုပြီးပဲတစ်ကနေ6ထိဖြစ်နေ။အဲ့တော့သူ့ကိုနောက်ထပ်တစ်ခုထပ်လို့အောင်မှာကွာ။အဲ့တော့ဆရာတို့ကဘာကြီးလို့နေတော့ဆိုတော့ကဒီမှာကြည့် and and လို့နေတယ်။အဲ့တော့ဒီမှာ lesson 10ဟာဒါဆိုရင်ရှေ့မှာ greater than ဘာလောက်တော့ဒါပေါ့ greater than 10 mm အဲ့တော့သူ greater than okay အဲ့တော့ random number generator က greater than uh 8မဟုတ်ဘူးเนาะ7ဖြစ်မှာပေါ့เนาะနားလည်လားမသိဘူးသားလို့သမီးတို့ greater than 7ဆိုတော့ဒီစိတ်က greater than 7က8နံပါတ်6ကိုပြောတယ် less than 9 less than 10က9ကိုပြောအဲ့တော့8 and 9 ဲ့တော့8 and 9 random number generator မှာ8နဲ့9နဲ့ဖြည့်ရင်ဆိုတာဆရာတို့ကဒီမှာ and and operator လေးယူတယ်ပြီးရင် greater than လည်းယူတယ် less than လည်းယူတယ်ဒါလေးကို နားလည်ဖို့လိုမယ်နော်နားလည်မလားอืมအဲဆိုရင်သူ့ကို bananas ပြောင်းရအောင်ဆိုတော့ switch costume to bananas yay ဒီထိရမလားခင်ဗျာโอเคเนาะအာပြီးရင် ထပ်ပြီးတော့ထုံးစံတိုင်းပေါ့ကွယ်နော်ဆရာတို့နောက်ဆုံးဘာကြီးကြံသေးတော့ဖျဲသီးကြံသေးတဲ့ဟေးဖျဲသီးကြသူဒီကောင်ဒီကောင်ပဲကြံတော့တယ်10ပဲကြံတော့ရဆို operator ထဲမှာ equal ပေါ့ဒါကြောင့်သူ့ variables ထဲမှာ random number generator မှာဒီကောင်က10ဖြည့်ရင်ဘာလောက်ရမလဲ switch costume to ဆိုပြီးတော့သူ့ကို watermelon watermelon mm watermelon လို့ပြောင်းပေးလိုက်ပြီ yes ကဲအဲ့တော့ဒါတို့ပြီးလို့ရေးအဲ့ဒါပါပဲဗျာအဲ့ဒါပြရနေဆရာတို့ကဒီမှာ go to x go အောက်က go to x ဆိုဒီနားမှာသွားပြီးတော့ကပ်ပေးလိုက် go to x go ကပ်ပေးလိုက် random number okay nice okay yes ကဲအဲ့တော့ကြည့်ကြည့်အောင်စမ်းကြည့်မယ်နော်ဒီ ठी ပါရဖြစ်နေရွံကြည့်အောင် five ठी ပဲရှိထားတယ်သူဆရာတို့ကအမ်နည်းနည်းလေးနော်ဒီအားလေးကို five ကိုတို့30ပြောင်းကြည့်အောင်ဒီမှာ repeat ဒီအားလေးနော်ဒီ5ကိုဆရာတို့ 30မို့20ပြောင်းကြည့်အောင်เนาะ20ပြောင်းကြည့်အောင် game start ကိုเนาะဒီမှာလေ repeat 20ဒါမှเนาะဒါမှ तू อ่ะဟိုဖြစ်မှာเนาะ20ရမလားเนาะ20မှာเนาะ okay အဲ20မှာ okay အဲ့တော့တော့ကြည့်အောင် play လုပ်မယ်ပေါ်လာပြီဒီကောင်စားပြီးမှရမယ်အာငပြောတိပေါ်လာပြီတွေ့လားအာဖရဲတိပေါ်လာပြီပန်းတိပေါ်လာပြီပန်းတိပေါ်လာပြီပန်းတိကပူပေါ်မှာပေါ့ဘာကြောင့်လဲဆိုတော့ तू က တစ်ကနေခွန်ထိဆိုတော့90ခန်းတော့ပန်းသည်အဲ့ငါပြောသည်လဲပါတာပေါ့ watermelon ကတော့လာခဲမှာပေါ့ watermelon ကတစ်ချိန်ပဲလာမှာနော် okay အတစ်ပဲနော်တစ်ချိန်ပဲတော့မဟုတ်ငါ okay ကဲသဘောပေါက်မလားဒါဆိုသဘောပေါက်မယ်နော်음ဟွန်းဟွန်းအဲ့တော့မပြီးသေးဘူးနော်မပြီးသေးဘူးနော်တို့ကစားမယ်စားမယ်ဆိုလို့ရှိရင်စားပြီးပြီဟေးဆိုလို့ရှိရင်နည်းနည်းပါးလေးတော့ကြည်အောင် အော်ဒီနားလေးမှာတို့က score ကအခုချိန်တည်းမရှိသေးဘူးเนาะအော်ဒီနားလေးမှာเนาะဒီဒီဟာဒီဟာဒီဟာရဲ့အောက်က create clone of myself ရဲ့အောက်မှာဆရာတို့ကဘာလို့ရမလဲဆိုတော့ if ကိုလို့မယ်เนาะ if တခုတော့ဒီခါ score တွေတက်ရအောင်ဟေး score တွေတက်မယ်အဲ့တော့ if ဆိုပြီးတော့ equal operator က equal အဲ့တော့ဒီဟာတွေကို duplicate လုပ်လိုက် duplicate လုပ်ထားလိုက် okay เนาะ equal ဘယ်လောက်တော့ 라고 마비어 아웅지니 e 라레이메너 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 If costume number equal one, costume number got one, so about your bandy so in, bandy so in, s c o l e Let's call change score by one. The c o u l d be me. Alaso y sorry, I'm l u t o b a l e b a duplicate low me. If costume number ga two so y အဲ့တော့ဒါ one ကဘာလို့ဆိုတာသိအောင်ဒီနောက်မှ comment လေးလုပ်လိုက် APPLE Apple ကိုပြောတာဆိုတော့ဒါလေးကိုနှိပ်လိုက်နော်ပြီးတရားလေးလည်း comment လေးရေးလိုက်သူကြဘာပြောပါတော့อืม bananas လို့ပြောတာပါအဲ့တော့ banana ဆိုရင်ကြအမှတ်လေးတို့နှစ်မှတ်လေးတို့ပြအောင်နှစ်မှတ်တို့ပြအောင်သုံးမှတ်တို့ပြအောင်နှစ်မှတ်လည်းတို့နှစ်မှတ်ပဲတို့လိုက်ပါသုံးမှတ်ပန်းတီကငါပြောစီကသုံးလို့ဆိုတော့သုံးမှတ်တို့ပြလိုက်အလဲโอเคနော်ဟုတ်ပြီဒါဆိုရင်ဒီကောင်ကို နောက်တစ်ခုသွား sorry ဒီနားမှာဖြစ်ရမှာเนาะဒါလေးအရေးကြီးရယ်เนาะပြင်တာ bananas မဟုတ်တော့ဒီကောင်ကြပါ ਈ တော့ watermelon watermelon ကဲ watermelon ကတော့သူငားမှတ်ပေးအောင်မှတ်ငားမှတ်ပေးမယ် yes ဟာ yes ငားမှတ်ပေးမယ်ပြီးရင်တော့ထုံးစံအတိုင်းပေါ့เนาะ delete this clone ထည့်ပေးမှာပေါ့เนาะအဲ့တော့ sorry sorry ဒီမှာ delete this clone ကလေးနားလေးမှာထည့်ပေး Let's see out. Kazabi. Okay. Ha ha sasaji watermelon. Ha. It's called but that the ask called W. Four so four ne five ne boy. Nine PM. Each chi 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 canali no. I know. See I costume na. One, two, three. How about it? Costume three so in. Yeah. အာဒီမှာဆရာကော့စတူမ်ထူဆရာမပြောင်းခဲ့တာ sorry sorry အမ်ပြန်ကစားလိုက်မယ်နော်อืม sorry ပါအဲ့တော့ငါပြောသည်ဆဆားမိပြီကစကောက3ဖြစ်ပန်ဒီကတလုံးနဲ့ဆို3ဆို4 now 5ပန်ဒီဟာပန်ဒီပဲကွာလာပေါင်းကငါပြောသည်လေးဖျဲသည်လေးဟာ7ဆိုတော့8ဖျဲရအောင်မှာ8ဆိုရင်အပန်ဒီငါပြောသည်က3ဆိုတော့11ရမယ်စကောကိုကြည့်လိုက်11 1ပဲရမှာ12ဘယ်ရနေရ ဘယ်ရောက်နေပန်းစီကဘယ်ရောက်နေပန်းစီပျောက်သွားလားအော်20ဆိုတော့ပြီးသွားပြီလေဆော်တယ်20ဆိုတော့ပြီးသွားပြီเนาะအဲ့ဒါပြီးသွားပြီတဲ့ yeah ha ha yi ha yi ha yi ha okay yes okay okay အဲ့တော့ ခဏလေးနော်ဆရာတို့အဓိကမှာဆုံးသက်ရမဟုတ်ရင်ဒါကြာသွားရင်မကောင်းတော့ကဲအဲ့တော့ဆရာတို့နဲ့လောက်ဆရာလေးတွေကြံသေးတယ်လောက်ဆရာလေးကြံသေးရဆိုတော့ဒီ Apple ရဲ့ one green flag click ကိုသွား sys costume to apple set goes effect to zero set size 50%နော်ဒီမှာ variability ရှိရနော်အဲ့ဒါ variability ကိုထပ်ပြီး height လောက်ကြရအောင်ဆရာတို့ height လေးလောက်ကြရအောင်ဟဲ့ uh sorry ဒီမှာ height variable height လို့ပေးမယ် random number generator ကလေးကို height လို့ပေး နောက်ပြီးလို့ရှိရင်နောက်ထပ် height ပြန်လို့ရအောင်ကွာဒီကနေပဲယူလိုက်ရအောင် height ကဘာလို့အောင်လို့နောက်ဆုံးတစ်ခုပါလဲအာဘာကြီးတော့ game running ဟုတ်တယ် game running ကိုလည်း height လို့ပေးပြီးတာနဲ့ဒီမှာ set game running ကိုသူ0နောက်ပြီးလို့ရှိရင် set 0 uh random number generator လဲ0လောက်ပေး okay ပြီးရနေဆရာတို့ဒါကြီးကိုဒါတွေကိုရပါပြီเนาะဒါဒီပန်းသီးကိုဆဆဆချင်းဆရာတို့ကပန်းသီးပေါ်နေမလီ green flag click နှိပ်လိုက်ရှင်เนาะဒီမှာ green flag ကိုနှိပ်လို့ရှင်ဒီကောင်မပေါ်အောင်ထားတကယ်ဒီမှာကြည့်အောင်ဒီမှာ show လောက်ထားဆိုပါဆို green flag ကိုနှိပ်လိုက်ရှင်ပန်းသီးပေါ်နေမှာအဲကြောင့် green flag ကိုနှိပ်လိုက်လို့ရှိရင်တခါတည်းသူ့ကို hide လုပ်ပေးလိုက်ရအောင်တခါတည်းကြောဒီအောက်မှာဒီမှာ show လုပ်ထိုင်မဲ့ green flag ကိုလှည့်ထားနေအဲဒါလေးအဲ့ဒါ hide လေးလုပ်ပေးနော်အားလေးရအောင်လှုပ်ထား yes very good Hmm. ကဲအဲ့တော့တို့ကကြည့်အောင်နော်ဒီတစ်ခါဆရာကနည်းနည်းလေးကစားရတာလွယ်သွားအောင်လို့နည်းနည်းလေး repeat ကို10လေးနဲ့လောက်ရအောင် repeat 10လေးနဲ့ရင်းသွားကြည့်အောင်ဘာတွေလိုသေးအောင်ကြည့်မယ်နော်ဘာတွေလိုသေးအောင်ကြည့်အောင်ဟောစပါပြီ တဆယ်တဆယ်ဆိုသူကဆက်ကစားနေလို့ရတယ်အဓိပ္ပာယ်မရှိဘူးဟုတ်တယ်နော်ဆက်ပြီးကစားနေတာအဓိပ္ပာယ်မရှိဘူးကျတော့ဆက်ပြီးကစားနေတာအဓိပ္ပာယ်မရှိဘာလို့မနှုံကဲဒါလေး game over ရောက်သွားပြီဆိုလို့ရှိရင် game over ဖြစ်သွားဒီကြောင်လေးကဆက်သွားလို့မရရတော့ဘူးအဲ့ဒါကိုတားလို့သမီးတို့စမ်းကြည့်မယ်ဘလို့စမ်းမလဲနော်ကိုပါကိုစမ်းကြည့်ပါအောင်ကဲနော်ဆရာလက်ဒီဘက်ကနေ post လေးလုပ်ပေးထားလိုက်မယ် ပြန်စမယ်နော်အဲ့တော့ပြန်ကြည့်မယ်ပြန်ကြည့်မယ်အဲ့တော့ game over ဖြစ်ပြီဟေးဆိုလို့ရှိရင် game over ဖြစ်ပြီဟေးဆိုလို့ရှိရင် when i receive sorry when i game running က1ဖြစ်တယ်ဒီမှာ game over ဖြစ်တဲ့ဟေးဆိုလို့ရှိရင်အဲ့တော့ when i receive game start when i receive game over when i receive game over ဆိုလို့ရှိရင် game running ကို0လောက်ပြီးတော့သူ့ကိုဒီ control ထဲမှာ stop all ဆိုရင်ရမလားစမ်းကြည့်လိုက်ဒါအလွယ်ဆုံးနည်းလမ်းဖြစ်မှာထင်တယ် 10ပေါ့နော်10တိနိအတော့သွားလို့မရတော့အာသွားလို့မရတော့ yes ဒါကတော့အလွယ်ဆုံးပဲ okay နော်ဒါကအလွယ်ဆုံးပဲ okay နော် yes very good ဟုတ်ပြီအားပြီးလို့ရှင်တော့ game ကြီးသွားပါပြီပေါ့နော်စာသဖြင့်ပေါ့နော် okay okay ဟုတ်ပြီဗျာ okay အဲ့တော့ ဒါဆိုတော့ဒီ game ကြီးပြီးသွားပြီ19မိနစ်အစာရှိသွားပြီမိနစ်30စာရှိသွားပြီဒီ game နဲ့ပတ်သက်ပြီးတော့ဆရာကပြီးရင် challenge လေးဆရာပြင်ဆင်ထားလေးတစ်ခုပြပေးမယ်နောက်တစ်ခုမှာเนาะဒါကတော့အဲဒီတော့ part 7မှာဆရာတို့ဒီ chasing fruits game ကြီးပြီးသွားပါပြီဒီလောက်ဆိုရင်တော့အဆင်ပြေပါပြီเนาะကဲအရန်ကောင်းပါရဲမိုက်ပါပြီเนาะကျေးဇူးမြိုက်တင်ပါတယ်အဲဒီတော့တာလို့သမီးတို့ ဆရာရဗီဒီယိုသင်ခန်းစာလေးသဘောကျတယ်ဆိုရင်တော့အာမြန်မာငွေလေး6000နဲ့ပေါ့နော်မြန်မာငွေလေး6000နဲ့ဒီလိုဗီဒီယိုသင်ခန်းစာလေးဝယ်ယူလေ့ကျင့်လို့ရပါတယ်ဖေဖေလေးမိပြပြပေးလို့ရပါတယ်ဆရာရ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးပါအောင်နော်ဒါလို့တပည့်တို့ကျေးဇူးများတင်ပါတယ် have fun lady guys bye bye